အခုလေ့လာမယ့်စကားလုံးကကြတော့ခီမာရဲ့ခီရှောခီမီခေဟိုင်းဆိုပြီးတော့၄ခုပေါ့နော်အဲ့ဒီ၄ခုဝါကြတယ်မှာပါလာခဲ့ရင်တလုံးချင်းစီတိထားအောင်တို့တူလေ့လာကြည့်ပါမယ်ပထမဆုံးတလုံးကခီမာရဲ့ဆိုတာသဘောထားကိုပြောတာဖြစ်ပါတယ်ဒီမှာရှီတိုနီအိုခါနေယာမိုနိုအိုအိုရှိမာဇူနီစကောဆေကာကုတင်မှာလည်းတုံးတယ်အလူတွေအတွက်ပေါ့နော်ဟောပတ်စံမဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့ပစ္စည်းတွေပဲဖြစ်မှန်တယ်မျိုးပဲနဲ့တုံးတဲ့ဇာတ်လက္ခဏာရှိတယ်လို့ပြောမယ်ဆိုသဘောကောင်းတာပေါ့နော်အဲ့ဒီလိုမျိုးခီမာရဲ့ကအီးဆိုပြီးတော့တုံးတာညာတယ်ပေါ့နော် ခီမာရဲကအီဆိုပြီးသုံးတာများတယ်ခီမာရဲကဝါရူဆိုပြီးခစ်ချီကိုပြောတာပေါ့နော်ကစီနေကိုပြောတာပေါ့နော်အဲ့တော့ဒီစကလုံးလေးနဲ့ပတ်သက်ပြီးတော့တွဲများတဲ့စကလုံးလေးတွေကိုလေ့လာကြည့်မယ်ဆိုရင်ခီမာရဲကအီစတိုခီမာရဲကအီစတိုဆိုလို့ရှိရင်စိတ်တော်တာကောင်းနေသူလို့ပြောတာပေါ့နော်ခီမာရဲယောခုအိုဂိုလို့ခီမာရဲယောခုအိုဂိုလို့ဆိုလို့ရှိရင်စိတ်ထားကောင်းနေပေါ့နော်စေတဘောတာကောင်းမှုဆိုရင်ဂျူဝီရဲ့ခံနေဆိုတဲ့အတိပဲမျိုးမှာတကာခံနေဆိုတဲ့အတိပဲမျိုးမှာအသုံးပြုတာပေါ့နော်နောက်တစ်ခုကကြတော့ခီမာရဲ့နော်အီရှာချော့ခီမာရဲ့နော်အီရှာချော့ဆိုလို့ရှိရင်လေ ဒီဥက္ကဋ္ဌကုမ္ပဏီဥက္ကဋ္ဌသဘောကောင်းတဲ့ကုမ္ပဏီဥက္ကဋ္ဌလို့ပြောတာပေါ့နော်နောက်တစ်ခုကခီမာရဲ့ယောက်ခုပူရဲစံသူစုတို့ခီမာရဲ့ယောက်ခုပူရဲစံသူစုတို့ဆိုလို့ရှိရင်အဲသဘောကောင်းစွာနဲ့လက်ဆောင်ပစ္စည်းကိုပေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ခီမာရဲ့နော်ဝါရုဤထုံမတချီခီမာရဲ့နော်ဝါရုဤထုံမတချီဆိုလို့ရှိရင်အဲပြောမယ့်သဘောဆိုတဲ့တငယ်ချင်းပြောဆိုကစီနဲ့တငယ်ချင်းပေါ့စိတ်ထားမကောင်းအဲ့လိုပုံစံမျိုးလေးတွေနဲ့တုံတာများတယ်ဘွားကြလေးတွေနဲ့တွဲပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ခါတွေကခီမာရဲ့ကယောက်ခုတဲ့ယောက်ခုမင်းနာနီဩခတ်တဲ့ခရဲတို့ဆိုလို့ရှိရင် သူကစိတ်ထားရမ်းကောင်းပြီးတော့တငယ်ချင်းတွေအားလုံးအမြဲတကာခံပြရှိရပေါ့နော်ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြုရပေါ့နော်အာနိုဆိုကဘောခနဲ့နိခန့်စ်တေဝခီမိုင်းကဝါရီဆိုရင်သူကပတ်စံငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်ရန်ကစီနဲ့ဆိုတဲ့အိပယ်မျိုးနဲ့အတုံ့ပြုထားတာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ဒုတိယစကားလုံးဖြစ်တဲ့ခီရှောခီရှောဆိုတာယာဒီဥတုကိုပြောတာဖြစ်ပါတယ်အဲ့တော့တင်းခီခီကိုအဲ့တော့မိုလီဝတာယာဒီဥတုတွေနဲ့ပတ်သက်တဲ့ပုံပြချက်တွေမှာအတုံ့ပြုရပေါ့နော်အဲ့တော့ညာတော့အဖြစ်သူ့ကိုတွဲပြီးသုံးပြီးတုံ့ထားရှိတဲ့စကားလုံးတွေကခီရှောချော ခီရှောချောဆိုရင်မိုးလေဝသကြီးဌာနကိုပြောတာပေါ့နော်ခီရှောဂျောခင်ခီရှောဂျောခင်ဆိုရင်ဓာတိဥဒုအခြေအနေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကခီရှောဂျောဟိုဓာတိဥဒုတရေချက်လာပေါ့နော်ခီရှောအေဆေဆိုရင်ဒီမိုးလေဝသဂျိုရုကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဣဂျောခီချောဣဂျောခီရှောဣဂျောခီရှောဣဂျောခီရှောဆိုလို့ရှိရင်ဟိုဣဂျောဆိုတာကြတော့ ပုံမှန်ထက်ကိုဘယ်လိုပြောလဲတမူထူးနေတာတိတ်ပြောမကောင်းတာပုံစံမျိုးပေါ့နော်အဲ့လိုရာသီဥတုကမကောင်းဘူးဆိုရတယ်အဲ့လိုပုံစံမျိုးလေးမှအသုံးပြုရဲခွာချနေနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ခီရှောချောနောဟာပြောနေရတို့အဆူဝဘောဝမဲနေနာလို့ဆိုတဲ့ဆိုလို့ရှိရင်ဒီမိုးလေဝသဌာနထုတ်ပြန်ချက်အရာဆိုလို့ရှိရင်တော့မက်ဖြန်ကမိုးကြည့်မယ်ပေါ့နော်မိုးကြည့်မယ်ပုံမဲ့နောက်ပြီးခင်းနေဝဤချောခီရှောကအဖွေတဲ့ဤတို့အခု နှစ်တွေမှာဆိုလို့ရှိရင်တော်တော်များများရာသီဥတုမကောင်းတာနဲ့ကြုံရရာသီဥတုမကောင်းတာတိုးပွားလာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုနှစ်ခုတိပါလိဆိုတော့တတိယမြောက်စကလုံးလေးကခိမိခိမိပေါ့နော်ခိမိဆိုတာကကြတော့အဲနည်းနည်းခန်းစားရတာပြောမယ်ဆိုရင်အထီးအတွေ့နဲ့ဆိုင်တဲ့စကလုံးပေါ့နော်ခန်းစားချက်ချော့တိုးနာနီနာနီနာခန်းကြီးပျော်စုဆိုတဲ့အိပယ်မျိုးမှာအသုံးပြုရပေါ့နော်အဲ့တော့ ပြောမယ်ဆိုလို့ရှိရင်တော့နာနီနာနီပိုးဤတို့စကိုရှိနာနီနာနီခံကြည့်လို့ဆိုတဲ့အဖြစ်မျိုးနည်းနည်းခံစားရတယ်အဲ့ဒီလိုပုံမဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဥပမာအားဖြင့်နောက်တော့အဖြစ်တွေ့သုံးတာကခါစဲဂီမီခါစဲဂီမီဆိုလို့ရှိရင်နည်းနည်းဖြားကျင်နေဆိုတဲ့အဖြစ်မျိုးပေါ့နော်ဖြားကျင်သူခံစားနေရတယ်ဆိုတဲ့အဖြစ်မျိုးစကာရဲဂီမီစကာရဲဂီမီဆိုလို့ရှိရင်လည်းပင်ပန်းနေလို့ခံစားရတယ်ပင်ပန်းနေတယ်ပေါ့အဲ့လိုပုံစံမျိုးဖူတိုဒီဂီမီဖူတိုဒီဂီမီဆိုလို့ရှိရင်လည်းဝါနေ ဝကျင်နေသူဘယ်စိတ်ထဲမှာအဲ့လိုပုံစံမျိုးခင်းချောကိမိစိတ်ခင်းချောကိမိဆိုလို့ရှိရင်လည်းစိတ်အချမ်းတော်မှာလှုပ်ရှားနေတဲ့ပုံပဲဆိုတဲ့ပုံစံမျိုးအိုခူတဲ့ကိမိနောက်ကြတဲ့ပုံပဲအဲ့လိုပုံစံမျိုးနဲ့တွဲတုံနေပေါ့နော်ဒါဆိုလို့ရှိရင်ဝကျလေးနဲ့တွဲတုံကြည့်မယ်ဆိုရင်ဆိုင်းခင်းချောတို့ခါစိတ်ကိမိပဲဆိုလို့ရှိရင်အခုတလုံးဆိုလို့ရှိရင်နည်းနည်း အဖျားရှင်နေတဲ့ပုံစံနဲ့ဖျားနေတယ်လို့ခံစားရတယ်ဆိုတဲ့ပုံစံမျိုးအသုံးပြုရပေါ့နော်။ခါရီဝါဖြောဝါစကားရီကီမီနိုယိုဒစ်ဆိုလို့ရှိရင်အဲသူ့အကြီးကဒီနေ့ကပင်မနေတယ်ပုံပဲ။ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရ။အဲ့တော့နောက်ဆုံးတစ်လုံးဖြစ်တဲ့ဒီ K high ပေါ့နော်။ K high ဆိုတာကကြတော့အဲပြောမယ်ဆိုလို့ရှိရင်ဒီ အခြေအနေကိုပြောတာပေါ့နော်ဟိုကဟာခိတိတို့မြဲနိုင်တဲ့စကားနာနိကအာရီဆိုနာခံကြီးပေါ့နော်ပြပြတတဟိုနေမဖြစ်ဘူးဆိုပေမဲ့တို့တစ်ခုခုရှိတဲ့ပုံစံအခြေအနေပုံစံမျိုးပေါင်းင်းချင်းအနေထားဆိုတဲ့ပုံစံမျိုးမှာလည်းအသုံးပြုတယ်မဲနီမြဲနိုင်ခဲ့လို့ဆွန်ဆိုင်ခံကြီးလို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဒါတော့အဖြစ်ကသူ့ကိုဖွင့်ကြည့်အနေထားနဲ့ပဲအနေထားပုံစံမှာသုံးတဲ့ခိစုခိတတိထားရဲ့အခြေအနေကိုသုံးတဲ့ခိစားရှိနမိတ်ဒီပါသုံးတယ်ပေါ့နော်အဲ့တော့ခီတိုနိုခေဟိုက်ကဆုဒုခီတိုနိုခေဟိုက်ကဆုဒုဆိုလို့ရှိရင်လူက အဲမမြင်ရဘူးဆိုရင်လည်းလူရှိနေတယ်လို့ခံစားရတယ်။အဲ့လိုပုံစံမျိုးလူရှိနေတယ်လို့အနေထားမျိုးကြီးပဲအဲ့လိုပုံစံမျိုးပေါ့နော်။နောက်တစ်ခုကဟာဒုနော့ခေဟိုက်ဆိုလို့ရှိရင်လည်းဟာဒုဆိုတာကကြာတော့ຫນွေဦးပေါ့နော်။ຫນွေဦးတော့မဟုတ်ဘူး။ဒါပေမဲ့ຫນွေဦးဖြစ်နေတယ်လို့ခံစားရတယ်။သူ့ရဲ့တင်ဂီတာအချက်အလက်ပုံစံမျိုးလေးတွေပေါ်နေတယ်။အဲ့လိုပုံစံမျိုးအနေထားပေါ့။အဲ့တော့ຫນွေဦးရောက်နေတဲ့အနေထားမျိုးလေးပဲဆိုတဲ့ပုံစံမျိုးပေါ့နော်။နံပါတ်3ကကြာတော့ခိုင်ဖူကူနော့ခေဟိုက် ခိုင်ဖူကုနိုကေဟိုင်ဆိုတာကြတော့ပြန်လဲကောင်းမွန်သွားတဲ့အခြေအနေမျိုးပဲဆိုတဲ့ပုံစံမျိုးတကယ်ပြန်လဲကောင်းမွန်လားမကောင်းမွန်လားဆိုတာထက်ကိုပြန်လဲကောင်းမွန်တဲ့စွန်ဆိုင်ဖြစ်တည်မှုတွေအရရှိနေဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဟင်းခဟင်းခနိုကေဟိုင် ဆိုလို့ရှိရင်လည်းတောင်းလဲသွားတဲ့အနေအထားပဲเนาะဆိုတဲ့အတိတ်ပဲမျိုးပေါ့เนาะဖူအန်နာခေဟိုက်ဆိုလို့ရှိရင်လည်းဖူအန်ဆိုတာကြတော့ဒီမလုံခြုံမှုပေါ့မလုံခြုံမှုစိုးရိမ်မှုအဲ့လိုမျိုးမလုံခြုံမှုဆိုတဲ့ခံစားချက်မျိုးအနေမလုံခြုံတဲ့အနေအထားမျိုးဆိုတဲ့ပုံစံမျိုးပါအသုံးပြုတယ်။ဝါချလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီယေနောနာခနီစတိုနိုခေဟိုက်ကရှိတာဆိုလို့ရှိရင်အိမ်ထဲမှာတစုံတစ်ယောက်ရှိနေတဲ့ပုံစံမျိုးအနေအထားမျိုးပဲဆိုတဲ့ပုံစံမျိုးပါအသုံးထားတာပေါ့နော်။ယောရကူဟာရူနိုခေဟိုက်ကခံကြည့်တာလေတူဆိုရင်အခုချိန် နောက်ဆုံးမှဆိုလို့ရှိရင်တော့ဒီဟာတို့လွေဦးရဲ့အနေထားမျိုးတွေခန်းစားလာရပြီဆိုတဲ့ပုံစံမျိုးတွေနဲ့အသုံးပြုရပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ပါမယ်